နှုတ်ခေါဆွဲလေးချက်စားထားတာနဲ့အုံးစီချက်လေးတွေပို့နေလို့ဒီနေ့ကျွန်မမုံနှောင်းလို့စားမှာပဲဖြစ်ပါတယ်ရှင်။အောင်းအောင်ပြလို့ဖို့အတွက်ကျမဒီဟင်းခက်ပကံလုံးလေးနဲ့ဆံမုန်တစ်ခွက်ကိုအသုံးပြုခဲ့ပါတယ်ဆံမုန်တစ်ခွက်ကအပြည့်မဟုတ်ပါဘူးရှင်နည်းနည်းတော့ညော့နေပါတယ်အဲ့ဆံမုန်တစ်ခွက်ကိုကျမဒီခွက်လွတ်တစ်လုံးလေးကိုထည့်လိုက်ပါမယ်ရှင် တချို့ကမုံနောက်ထဲကိုတာကူလေးထည့်စားတတ်ပါတယ်တကယ်လည်းတာကူထည့်စားတာကောင်းပါတယ်ဒါပေမဲ့ကျမမအခုလက်ရှိတော့တာကူစီးကအလွယ်တကူမရှိနေဘူးညမမကလည်းပြန်မှဖို့အတွက်ကအဆင်မပြေတာဖြစ်တဲ့အတွက်ကျမအခုတာကူမပါဘဲနဲ့ပေါ့နော်ဒီတိုင်းလေးလုံလိုက်ပါတယ်မုံနောက်ထဲမှာတာကူထည့်စားတာကတာကူရဲ့အသားလေးတွေကအဲမုံနောက်အသားနဲ့တသားတည်းဖြစ်သွားတာဖြစ်တဲ့အတွက်အသားလေးတွေကစီစီပိုင်ပိုင်နဲ့အရန်ကိုပဲစားလို့ကောင်းပါတယ် တာကူလေးတွေမပါတဲ့မုတ်သားဟာအနှဲငယ်၆ပြီးတော့ပွဲအပ်တတ်ပါတယ်အဲဒါကြောင့်ဇမမရှိရဲ့ကုံမုံလေးနှစ်စုံကိုအသုံးပြလိုက်ပါတယ်အဲ့အထဲကိုစားလေးလဖေးစုံနဲ့တဝန်းလောက်ထည့်လိုက်ပါတယ်အဲ့တဲကိုတကြားလေးထမင်းစားစွန်းနဲ့မောက်မောက်တစွန်းလောက်ထည့်လိုက်ပါတယ်။ကျမအချိုတိတ်မကြိုက်ပါဘူး။နောက်မှပဲအချိုလေးလိုရတဲ့အခါကျရင်ထပ်လိုက်မှပဲဖြစ်ပါတယ်။ရှင်လေးကိုလည်းခုနကကျမဆန်မုတ်တစ်ခွက်စာချိန်ထားတဲ့ခွက်ကလေးနဲ့တစ်ခွက်ပြပြထည့်ပြီးလိုက်ပါတယ်။ ရင်လေးထည့်ပေးပြီဆိုတော့ကျွန်မမုံရင်လေးရအောင်မွေလိုက်ပါမယ်။ကျွန်မလုပ်တဲ့မုံအုံနောက်အသားလေးဟာအုံနှုတ်နဲ့မုံမွေလေးရနိုင်စေချင်လို့ဒီ RID အုံနှုတ်ကိုအသုံးပြုရော့ကျွန်မအုံနှုတ်လေးထပ်ထည့်လိုက်ပါမယ်။အုံနှုတ်လေးကိုကျွန်မခုနကဆန်မုတ်ချိန်ထားတဲ့ခွက်ကလေးနဲ့တစ်ခွက်ပြည့်ပြည့်ထည့်လိုက်ပါရစေ။ ုံးရည်လေးတွေကိုထပ်ပြီးတော့ကျွန်မမှွေလိုက်ပါမယ်။ရရှိလာတဲ့မုံးရည်လေးတွေကိုကျွန်မဆံမုံလေးတွေပွလောင်အောင်လို့နိုင်ဝက်တီတီထားလိုက်ပါမယ်။နိုင်ဝက်အကြံမှာဒီမုံးရည်လေးတွေကိုမုံးရည်ချူဖို့အတွက်အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက်အိုးလွတ်တစ်လုံးတည်းကိုကျွန်မထည့်လိုက်ပါမယ်။ မုတ်ရည်တွေကိုအိုရင်ထဲတဲ့အခါမှာမုတ်ရည်တွေကပွလာပြီးဖြစ်တဲ့အတွက်အနှဲငယ်ပြစ်လာလို့ကျမခုနကဝဆန်မုတ်ကိုချိန်ထားတဲ့ဆန်ချိန်ခွက်နဲ့တခွန်းရည်ကိုထည့်ပြီးတော့ကျင်းမီထည့်လိုက်ပါတယ်အဲ့ဒါဆိုရင်ကျမရေထဲတဲ့အချိုးစုစုပေါင်းဟာခုနကဆန်မုန့်ကိုချိန်ထားတဲ့အဲခွက်ကလေးနဲ့ရေအားနှစ်ခွက်အုံနိုကတစ်ခွက်စုစုပေါင်းသုံးခွက်ဖြစ်ပါတယ်။ ခုဆိုရင်မုံရီအိုးလေးကအဆင်သင့်ဖြစ်နေပါပြီ။မုံရီအိုးလေးကိုစတင်တဲ့အခါမှာမုံရီလေးကိုစူပတ်လာတဲ့အထီကို ကျွန်မမီးအမြင့်ဆုံးနဲ့တင်ပါမယ်။အဲပြီးတော့မှမီးကိုအနိုင်ဆုံးပေါ့နော်ပြန်ပြီးရွှော့ချပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မတုံးထားတဲ့အိုးက non stick အိုးမဟုတ်ပါဘူး။ non stick အိုးမဟုတ်တဲ့အတွက်မုံလေးတွေကတ်မှဆိုးလို့ကျွန်မမီးကိုပြန်လျှော့မှာပဲဖြစ်ပါတယ်ရှင်။မောအိုလီကိုစတင်ချိန်ကနေစပြီးတော့ကျမတို့ကအဆက်မပြတ်မှွေပြီးဖို့လိုအပ်ပါတယ်ရှင်။ မူသားလေးတွေကအခုဆိုရင်ထွေထွေလေးစပြီးရောဖြစ်လာပြီပေါ့နော်။အောက်ကိုမကန့်အောင်ကျမတို့အဆက်မပြတ်မှုရင်းနေဖို့ပဲလိုအပ်ပါတယ်ရှင်။အခုဆိုရင်မူသားလေးတွေကစပြီးပြစ်လာပြီပေါ့နော်။တောက်လေးထားပါမယ်ဆိုရင်အရန်ကိုကောင်းပါပဲဖြစ်ပါတယ်။ကျမမှာတောက်ကလည်းမရှိလို့လေဒီတိုင်းပဲကျွလိုက်ပါတယ်။ ချိုနေတုံးကိုမုတ်သားလေးချုံးမွေသွားအောင်လို့ကျမကစီအနှဲငယ်ထည့်လိုက်မှာပဲဖြစ်ပါတယ်။ကျမကအခုဆိုရင်မုတ်ကလေးကစပြီးပြစ်လာတာဖြစ်တဲ့အတွက်မိကိုအနေဆုံးရှော့ချလိုက်ပါပြီ။အဲဒါကြောင့်မလို့ကျမကခဏလေးနားပြီးတော့စီလေးကိုထည့်လိုက်ပါမယ်ရှင်။ကျမကစီလေးကိုနှစ်စွန်းအသုံးပြုလိုက်ပါတယ်။အဲဒါကြမှာဒါမုတ်သားလေးကချောချောမွမွနဲ့အရန်ကိုပဲစောက်ကောင်းမှာပဲဖြစ်ပါတယ်။ စီလင်းထည့်ပြီးပြီးမှလို့မုတ်သားလေးကို ပုံမှန်အတိုင်းပဲဆက်မှွေပါမယ်။မီးကတော့အ ਨੇ ဆုံးရှော့ချတာပါတယ်။ဖြစ်ဖြစ်ချင်းမဲ့မုတ်သားလေးကိုမှွေသွားပါမယ်ရှင်။မုတ်သားလေးတွေကိုစမ်းကြည့်တဲ့အခါမှာမုတ်ရည်လေးတွေကဒီလိုမျိုးအပွားနေပြီးတော့လောင်းချလိုက်တဲ့အခါမှာအဲ အမြင်လေးနဲ့တန်းကနေကြသားသေးတယ်ဆိုရင်မရသေးပါဘူးရှင်မုတ်သားလေးတွေကိုထပ်ပြီးတော့စမ်းကြည့်တဲ့အခါမှာမုတ်ရည်လေးတွေကအခုလိုမျိုးအပွားနေပြီးတော့ကြွမီတန်းပြီးမဆင်းသွားပဲနဲ့အဖက်လိုက်အဖက်လိုက်ဖြစ်နေပြီဆိုရင်ရပါပြီ။ကျွန်မမီးပိတ်ပြီးရောချလိုက်ပါတော့မယ်။ထဲမဲ့ခွက်ကလေးတွေကိုကျွန်မစီတုပ်ထားလိုက်ပါမယ်ရှင်။ အောင်းနောက်လေးတွေကစံနဲ့လှုပ်ထားတာဖြစ်တဲ့ရန်စီကန်နေမှာဖြစ်လို့ဘီးနီယံတွေကကျမတီချားစီလေးကိုရွှဲရွှဲလေးတုပ်လိုက်ပါတယ်။အီးခံမဲ့ခွက်ကလေးတွေကိုကျမမုတ်သားလေးတွေကို ဖြည်းဖြည်းချင်းထည့်လိုက်ပါမယ်။အရန်ကိုပဲစီကတ်နေတာဖြစ်တဲ့အတွက်စိတ်ရှိရှိလေးနဲ့ထည့်ဖို့လိုအပ်ပါတယ်။ခုဆိုရင်မုတ်သားလေးအားရရှိနေပါပြီဒီမုတ်သားလေးရဲ့အထင်မှလေခုမှုမရှိနေအောင်လို့ကျမကမုတ်ကလေးကိုအပေါ်နဲ့အောင်ဆောင်းချလိုက်ပါမယ် ဒါလေးကိုရေခဲတက်တာထဲမှာသွားပြီးအေးခံလိုက်ပါမယ်။မောင်လေးကလေခွက်ကြီးထည့်ပြီးတာတော့နောက်ထပ်ခွက်အသေးလေးတစ်ခုထည့်ရလို့ကျမဒီခွက်လေးကိုစီတုပ်ထားလိုက်ပါမယ်။ဒါလေးကြားထဲမှာလေခုံမှုမရှိအောင်ခွက်ကလေးကိုစောင့်ပြီးချလိုက်မယ်။ဒါလေးကိုလည်းအေးတွက်ခံထားလိုက်ပါမယ်။အခုအရန်စားကြနေပြီမှလို့မောင်သားလေးအေးခံထားတာကိုအကြိမ်မစောင့်နိုင်တော့ဘဲခွက်အသေးလေးကိုကျမပြီးဖြတ်လိုက်ပါတော့မယ်။ဒါလေးတွေလီးတဲ့အခါမှာကျမက ခဲတဲ့အခြေရောမဆောင်မဲနဲ့အရန်ကိုစားကျင်နေပြီမှလို့ချက်ချင်းလှိပြလိုက်တာမှလို့နည်းနည်းတော့အခက်ခဲလေးရှိနေပါတယ်တော်တော်လေးလည်းစီကပ်ပါတယ်အလေးကတော့ကျမဟိုနေရအုံနုခောက်ဆွဲချက်တုံးကချက်ထားတဲ့အုံစီချက်ကလေးပါအဲ့အုံစီချက်ကလေးကိုလှိဖြတ်ထားတဲ့မုတ်သားလေးပေါ်မှာတင်လိုက်ပါမယ်ရှင်အခုဆိုရင်ကျမတို့ရဲ့အုံစီချက်မှုမှုလေးနဲ့ညမမုတ်တစ်မျိုးဖြစ်တဲ့ မုံနှောင်လေးကိုရရှိနေပါပြီเนาะမုံနှောင်လေးကကိုယ်အိမ်မှာပဲကိုလှူစားမယ်ဆိုရင်အများကြီးလဲစားရပါတယ်ကိုမိသားစုတနိုင်စားဆိုရင်ကျမအခုလှုပ်တဲ့မုတ်အချိုးလေးကအနေတော်ပါပဲဆမိုင်းနဲ့ညညွတ်တဲ့ကိုရိုင်းလုံးမုတ်လေးတွေကိုကိုယ်အိမ်မှာပဲလွယ်လွယ်ကူကူလှူစားလို့ရပါတယ်ရှင်ကျမရဲ့နီလေးတွေကိုချိန်နဲ့တတ်တယ်ဆိုရင်လည်းကျမရဲ့ဗီဒီယိုဖိုင်လေးတွေကို like share subscribe ပြုလုပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်မိသားစုဝင်တွေအားလုံးကျမပျော်ရွှင်တဲ့မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်နိုင်ပါစေရှင်ကြီးစုပြီးတဲ့အတွက် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်